တနင်္သာရီတိုင်းဘက်ကသတင်းတွေကိုတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းဒဝဲမြို့နယ်အမတ်တ၃နှစ်တရင်ကနေလက်နက်ခဲယံပို့ဆောင်မှုထွက်လာတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာကြောင့်အကြံဖက်စစ်တပ်ဘက်က၅ဦးသေဆုံးခဲ့တယ်လို့ဒူရကစစ်ကြောင်းရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါရယ်။ပြီးခဲ့တဲ့အော်တိုဝါလ73ရက်နေ့မနက်10နာရီခန့်မှာတဝဲမြို့နယ်မောင်မဲရှောင်ကြီးရွာအတွင်းမှာရှိတဲ့အမတ်တ၃နှစ်တရင်ကနေလက်နက်ခဲယံပို့ဆောင်မှုထွက်လာတဲ့ အင်အားတရာပါစစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်အကြံဖက်စစ်တပ်ဘက်က9ဦးသေဆုံးခဲ့ပြီးတဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရဲ့ဒူရကစစ်ကြောင်းကတော်လန်ရေးရဲဘော်တွေကတော့အထီးကိမ်းမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်အခုအချိန်မှာတနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ရေးတွေအရှင်ယုံတိုးမြင့်ဆောင်ရွက်နေတဲ့အချိန်ဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့လည်းစစ်ရေးအထူးသတိတတိပြုသွားလာနေထိုင်ကြဖို့ကိုဒူရကစစ်ကြောင်းကတိုက်တွန်းထားပါတယ်။ အဒီအပြင်တနင်္သာရီတိုင်းအတွင်းမှာအကြံဖတ်စစ်တပ်ကအချိန်မရွေးလေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေရှိနိုင်တာကြောင့်ပြည်သူတွေအနေနဲ့လေလေကြောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်တဲ့သတင်းချက်လက်တွေကိုလိုက်နာကြင်ကြံကြဖို့နဲ့တော်လန်ရေးနဲ့စစ်ရေးအချိန်မြင့်လာတာနဲ့အမျှပြည်သူ့ဘက်အမတ်တရားဘက်ယက်တီလို့တဲ့စစ်သားတွေရဲတပ်ဖွဲ့ဝင်တွေကိုပြည်သူရင်ခွင်ခေလုံဖို့အမြန်ဆုံးပူးပေါင်းပေးကြဖို့ကိုလည်းဒူရကစစ်ကြောင်းကတိုက်တွန်းထားပါတယ်ရှင် ဒင်းတိုင်းတိုင်းလောင်းလုံးမြို့အနီးကကျေးရွာနေလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဖို့လာတဲ့အချက်ဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကကြပြတ်တက်ခိုက်ချေမှုရမှာစစ်တပ်ကရှစ်ဦးကတော့အသေးသေးသိကုန်ကြတဲ့အပြင်စစ်တပ်ကဖမ်းဆီးလာတဲ့လူငယ်6ဦးကိုပါတော်လန်ရေးတပ်တွေကကဲ့တင်နိုင်ခဲ့တယ်လို့တဝဲခိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့အောက်တိုဘာလ10ရက်နေ့ကပဲ လောင်လုံးမြို့ပေါ်ကအချက်ဖတ်စစ်တပ်စစ်ကြောင်းဟာမြို့အနီးကဂျေးရွာနေလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဖို့ထွက်လာတယ်ဆိုပါတယ်။အဲ့ဒီအချက်ဖတ်စစ်တပ်စစ်ကြောင်းကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကလက်ကနေအသင်ဆောင်ပြီးကြဖြတ်တိုက်ခိုက်ချင်းမို့ရမှာစစ်တပ်ဘက်က၈ဦးထပ်မနေဟာပစ်ခတ်မှုတွေကြားမှာပဲအသေးသေးတိတ်ကုန်ကြတယ်ဆိုပါတယ်။အဲ့ဒီအချိန်မှာပဲစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးလာတဲ့လူငယ်၆ဦးဟာဒေါ်လန်ရေးတပ်တွေဘက်ကိုထွက်ပြေးလာတဲ့အတွက်ပစ်ခတ်မှုတွေအတွင်းကပဲအဲ့ဒီလူငယ်၆ဦးကို ော်လာရဲ့ပေါ်ရီကကဲထုတ်ပေးနိုင်ခဲ့တယ်လို့တဝဲခိုင်တပေါင်းစုပြန်ကြားရေးတာဝန်ခံရဲ့ပေါ်ရှင်းတို့ကပြောထားပါတယ်။အဲ့ဒီနောက်အချက်ပတ်စစ်တပ်စစ်ကြောင်းဟာတေသွားတဲ့သူတို့စစ်သားမပါအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုကားပုံးစီနဲ့တဲပြီးမြို့ပေါ်ကိုပြန်ဆုတ်ပြေးသွားကြတယ်လို့တိုက်ပွဲဖြစ်ပွားရာနေရာကနေစစ်သားတွေကျန်ခဲ့တဲ့ခဲရန်နဲ့အတုံးဆောင်ပစ္စည်းတွေကိုလည်းတွေ့ရှိခဲ့တယ်လို့တဝဲခိုင်တပေါင်းစုပြန်ကြားရေးတာဝန်ခံရဲ့ပေါ်ရှင်းတို့ကပြောထားပါတယ်ခင်ဗျ။ တဝဲအထူးစည်းပွားရေးဆောင်ဒေတာမှာရှိတဲ့ရလိုင်းရွာကိုဆီယနာရှင်တက်စစ်ကြောင်းကအောက်တိုဘာလ14ရက်နေ့ညနေပိုင်းမှာတနက်ပြစ်ပြီးဝင်လာတာကြောင့်ရွာသူရွာသားတွေကြောက်လန့်ထွက်ပြေးခဲ့ကြရပါတယ်။ဒီတင်းကိုတော့တဝဲ wash အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။တဝဲထူးစည်းပွားရေးဆောင်ဒေတာမှာရှိတဲ့ရလိုင်းကျွာကိုဆီယနာရှင်တက်စစ်ကြောင်းကအောက်တိုဘာလ14ရက်ညနေပိုင်းမှာတနက်ပြစ်ကဝင်ရောက်လာတာကြောင့်ရွာသူရွာသားတွေကြောက်လန့်ထွက်ပြေးကြတယ်လို့ဒေတာကန်တွေကပြောပါတယ်။ အဲ့ဒီစေချောင်းဟာအော်တိုဘားလာ၁၄ရက်မနေ့စောစောပိုင်းမှာမုဒုရွာကနေလျှောက်လာပြီးမွန်လွယ်ပိုင်းမှာဇယ်လင်ဇွာနားကိုစပြီးလျှောက်လာခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီနောက်ညနေ၄နာရီလောက်မှာတော့ဇယ်လင်ရွာထဲကိုတနပ်ပစ်ခတ်ဝင်ရောက်လာတာလို့ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။အဲ့ဒီစေချောင်းဟာအင်အားတရာလောက်ရှိပြီးအော်တိုဘားလာ၁၀ရက်ညနေပိုင်းကစလို့မုဒုရွာဖိုးကြီးကမှလေးရကြာတက်ဆွဲပြီးတဲ့နောက်ဇယ်လင်ရွာဖက်ကိုထွက်ခွာလာတယ်လို့ဆိုပါတယ်။ စစ်ကြောင်းဟာအတူဘလ15ရက်ဒီကနေ့နေ့လယ်12နာရီအထိရလရွာလိုက်ပိုင်းကဒူနီအေရီမှာတပ်ဆွဲထားတာကြောင့်ဒေသခံပြည်သူတွေထွက်ပြီးတေချောင်းနေကြဆဲဖြစ်တယ်လို့ဆိုပါတယ်။အင်အား80လောက်ရှိတဲ့ဆန္ဒရှင်တပ်စစ်ကြောင်းတစ်ကြောင်းဟာလေအတူဘလ9ရက်နေ့ကဒိုဝဲမျိုးဖက်ကတဲ့မီတင်က20နဲ့ရလရွာကိုရောက်ရှိလာခဲ့ပါတယ်။ တိန်အောင်ဒေသခံတို့ရဲ့စိုက်ကဲတစီကိုအာရမယူဆောင်သွားခဲ့ပြီးဒွေရင်နဲ့စိတ်ကမ်းယာယီစစ်ကမ်းမှာအင်အားဖြည့်တပ်ဆွဲထားတယ်လို့ဒေသခံတွေစီကားသိရပါတယ်ဆန္နာရှင်တာဒွေတူစီဝိုင်းဆိုဒေတာကိုအော်တိုဘာလဂျူလီယာပါကာစပီးစစ်ကြောင်းတို့ကြောင့်လည်းရောက်ရှိလာတဲ့တွေ့စီပြင်ထန်လာမှာကိုလေဇိုးရင်နေကြတဲ့ဒေတာခံတွေကပြောပါတယ် မွန်ပြည်နယ်ရေးမြို့နယ်မြောက်ပိုင်းအမှတ်ရှိပြောင်စုလမ်းမတစ်လျှောက်အင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ဆင်နာရှင်တက်နဲ့တော်လှန်ရေးပူးပေါင်းတပ်တို့အကြားတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေစီကသိရပါဗျ။ရေးမြို့နယ်မြောက်ပိုင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေစုမှုထားတဲ့အမှတ်ရှိပြောင်စုလမ်းမကြီးကိုခမန်းအင်အား400နဲ့500ကြားရှိတဲ့ဆင်နာရှင်တပ်ဖွဲ့ဝင်တွေကစစ်ကြောင်း၃ချောင်းနဲ့ရေးမြို့ကနေတန်ဖြူစရဲမြို့နယ်အဆက်အထိစစ်ကြောင်းထိုးနေတာပါ။ ထိုင်းချုံနယ်မြေအတွင်းစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ဆီယနာရှင်တပ်ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကြားဖြတ်တိုက်ခိုက်နေပြီးအော်တိုဘားလ10ရက်နေ့ကစလို့နေ့စဉ်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။တိုက်ပွဲအတွင်းဆီယနာရှင်တပ်ဖက်ကဗိုလ်ကြီးတအူအပါအဝင်တပ်ဖွဲ့ဝင်၁၀ဦးထပ်မံနေတိုက်ဆုံပြီးထိခိုက်ဒဏ်ရာရသူလည်းများတယ်လို့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကထုတ်ပြန်ထားပါတယ်။ တိုက်ပွဲမှာအထင်အနေတဲ့စစ်အနာရှင်တပ်ကဆက်လက်ထိုးစစ်ဆင်နေပြီးတိုက်ပွဲတွေဆက်ပြင်းထန်နိုင်တဲ့အခြေအနေရှိတယ်လို့တော်လိုင်းတပ်ဖွဲ့တွေနဲ့ဒေတာတွင်းစစ်ရေးအခြေအနေကိုလေ့လာဆောင်ကြည့်နေသူတွေကသုံးသပ်ပါတယ်စစ်အနာရှင်တပ်စစ်ကြောင်းကိုမွန်ပြည်တော်လှန်ရေးတပ်ရေးပြည်သူကောက်ွက်ရေးတပ်ရမညမွန်တပ်တော် KNL တရင်29တခွဲ၁ဘျူဟာ33ဒေါနာချိန်မုံရေးတပ်ခွဲနဲ့တပင်ရှိတူပူပေါင်းတပ်တို့ကတိုက်ခိုက်နေတာပါ